ားလုံးပဲမင်္ဂလာပါစုရဲ့ Mystery Cat Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ Mystery Cat ရဲ့18ပုံမြောက်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့စုက American အမျိုးသမီး Serial Killer ဖြစ်တဲ့ Ellen Warnos အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်သူမကဆိုလို့ရှိရင်ဒီတစ်နှစ်ထဲမှာပဲလူခုနှစ်ယောက်ကိုတတ်ခဲ့တာကြောင့် Serial Killer အမိခံခဲ့ရတယ်ဒါပေမဲ့ထူးဆန်းတာကအမေရိကန်နေကြတဲ့မှာသူမရဲ့အကြောင်းပြောကြတဲ့အခါမှာ အီဗေးလာဖစ်တန်လာဆိုပြီးတော့မေကွန်အရင်ထုတ်ကြတယ်။နင်နာသူလားမကောင်းဆိုးဝါလားဆိုပြီးတော့မေကွန်အရင်ထုတ်ကြတယ်။ဆုရဲ့နာစင်သူတွေကရော အခုသူ့အကြောင်းနားထောင်ပြီးသွားလို့ရှင်။အဲလင်းဝါနော့စ်ကိုအီဗေးလာဖစ်တန်လာဆိုပြီးတော့ဘလို့ခေါင်းစင်တက်ချင်ကြပါလဲ။ဆုကိုကောမန့်မှာရေးပေးသွားကြပါအောင်နော်။အဲလင်းဝါနော့စ်အကြောင်းကိုဆက်မပြောခင်မှာဆုရဲ့ဗီဒီယိုလေးတွေကိုနားဆင်ပေးတဲ့သူတွေရောကောမန့် like လေးနဲ့ share လုပ်ပေးတဲ့သူတွေအားလုံးရောဆုကကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်။ ဒီနားဆင်သူတွေအတွက်က comment လေးတစ်ကြောင်း like လေးတစ်ချက်ဆိုပေမဲ့စုအတွက်ကြတော့အများကြီးယူတမ်းမှုရှိပါတယ်အဲအကြောင်းမလို့စုရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်သူရော Ellen Wanos အကြောင်းနားလည်ဖို့ဆိုလို့ရှိရင်သူမရဲ့ငယ်ဘဝကိုစပြီးတော့ပြောပြမှရပါလိမ့်မယ်။ Ellen အဖေနဲ့အမေအိမ်တောင်ကြတော့ဆိုလို့ရှိရင် Ellen ရဲ့အမေက14နှစ် သူ့ဖေဟာဆိုလို့ရှိရင်ဆက်ရှင်နဲ့ပဲရှိပါသေးတယ်။အဲလင်းကိုမွေးဖို့နှစ်လအလုံးမှာပဲသူ့အမေနဲ့အဖေဟာဆိုလို့ရှိရင်ကွာရှင်းခဲ့ကြတယ်။အားကြောင့်မလို့အဲလေးဟာဆိုလို့ရှိရင်သူ့အဖေကိုတခါမှမမြင်ဘူးလိုက်ဘူးပေါ့နော်။ဒါပေမဲ့လို့နောက်ပိုင်းမှာတော့အဲလေးရဲ့အဖေဟာဆိုလို့ရှိရင်ခုနှစ်နှစ်ကလေးလေးကိုအတ္တမပြုခြင်းမှုနဲ့ထောင်ချသွားခဲ့တယ်။ ပြီးတော့ alien ရဲ့အဖေမှာဆိုလို့ရှိရင်လည်းဆက်ရောဂါအခန့်ရှိတယ်။အဲအကြောင်းမလို့ alien ရဲ့အဖေအားဆိုလို့ရှိရင်သူထောင်ထဲမှာပဲပေါ့နော်ကိုကိုကိုအဆုံးစီရင်သွားခဲ့တယ်။အဲ့လိုနဲ့ alien ၄နှစ်အရွယ်လောက်ရောက်တဲ့အခါမှာဆိုလို့ရှိရင်သူမရဲ့အမေကနေပြီးတော့ သူ့အလင်းရဲ့အလင်းအကိုရဲ့ကိုဆက်ပြီးတော့တာဝန်မြူခြင်းတော့အားကြောင့်မလို့သူ့အမေရဲ့အဖေနဲ့အမေပေါ့နော်သူတို့ရဲ့အဖိုးဖွားရှိမှာပဲပြေပြစ်ခဲ့တယ်ဒီလိုနဲ့ပဲအလင်းတို့မောင်နှမဆိုလို့ရှိရင်အဖိုးနဲ့အဖွားလက်ထဲမှာပဲကြီးပြင်းလာခဲ့ရတယ်အလင်းရဲ့အဖိုးကဆိုလို့ရှိရင်လည်းအရက်ဆွဲနေတဲ့သူတယောက်ဖြစ်တယ်အားကြောင့်မလို့အလင်းကဆိုလို့ရှိရင်သူ့အဖိုးရဲ့ခပ်ပန်းနဲ့ရိုက်တာတို့လို့နှိပ်စက်တာတို့အဲ့ဒါတွေမကသေးဘူးလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေအထိခံခဲ့ရတယ်အဲ့လိုနဲ့အလင်းက၁၇နှစ်သမီးအရွယ်လောက်ရောက်တဲ့အချိန်မှာကျောင်းမှာပဲ အရက်တို့ secret တို့ပြီးလို့ရှိရင်မူရည်စေးတုံးတဲ့အထီကိုဖြစ်လာတယ်ဒီလိုမျိုးအရက်တို့ satellite တို့မူရည်စေးတို့ရရှိဖို့အတွက်ကိုအဲလင်းဟာတခြားကြောင်းသားတွေနဲ့လိမ်မိုင်းဆိုင်ရာကိစ္စရက်တွေကိုအလဲအလဲလှုပ်ပြီးတော့ရယူခဲ့တယ်လို့လည်းသိရတယ်အိမ်မှာကြပြန်တော့လဲသူမရဲ့အဖိုးနဲ့အကွာနေပြီးတော့ဒီလိုမျိုးလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်ပြန်တယ်။အဲလင်းအသက်၁၄နှစ်လောက်ရောက်တဲ့အချိန်မှာတော့ဒီအဖိုးရဲ့တငယ်ချင်းဖြစ်သူရဲ့ လိမ်မိုင်းဆိုင်ရာအတ္တမပြုချက်မှုကြောင့်အဲလင်းအားကိုဝင်ရသွားခဲ့တယ်။အဲဒီကိုဝင်ကိုတော့ဒီအမျိုးသမီးစောက်ရှောက်ရေးဂေဟာတစ်ခုမှသွားပြီးတော့မွေးဖွားခဲ့တယ်။ခလေးကိုလည်းအဲဒီဂေဟာမှာပဲပေးပစ်ခဲ့လိုက်တယ်။1982ခုနှစ်မှာဆိုလို့ရှိရင်တော့အဲလင်းရဲ့အဖွားဖြစ်သူကအသက်ရောဂါနဲ့ဆုံးပါသွားခဲ့တယ်။အဲဒီအချိန်မှာဆိုလို့ရှိရင်တော့အဲလင်းကအသက်15နှစ်ကျော်လောက်ဖြစ်နေပြီ။အဲအားကြောင့်မလို့အဖိုးဖြစ်သူကလည်းသူမကိုအိမ်ကနေပြီးတော့နှင်ထုတ်လိုက်တယ်။အဲအားကြောင့်အဲလင်းကလမ်းပေါ်ရောက်တယ်ပြီးတော့ကြောင်းလဲထွက်ခဲ့ရတယ်။ ဒီလိုနဲ့ပဲအလင်းအောင်ဆိုလို့ရှိရင်ဒီလမ်းမကြီးတွေပေါ်မှာပေါ့နော်လိန်လုတ်တာပြည့်တစားဖြစ်နေပဲသူမရဲ့စာဝတ်နေရေးကိုဖြည့်ရှင်းခဲ့ရတယ်။1982မှာဆိုလို့ရှိရင်သူမရဲ့အကိုဖြစ်သူလည်းဆုံးပါသွားခဲ့တယ်။အဲရနေပြီးတော့ဒီအာမခံကြီးအနေနဲ့ပေါ့နော်အဲ့ဒီခက်ကဒေါ်လာတထောင်းတောင်မှပဲရရှိခဲ့တယ်။ဒါပေမဲ့လို့အလင်းအောင်ဆိုလို့ရှိရင်ဒီပတ်စံအများကြီးကိုဘယ်လိုသုံးရမလဲဆိုတာမသိဘူး။ ဒီသူမကဆိုလို့ရှင် ကားတွေဝယ်တာပြီးလို့ရှင်ဒီဟိုတယ်တွေနဲ့ဆိုင်ခံပစ္စည်းတွေရှောက်ဝယ်ပြီးတော့ပဲအဲ့အဲ့ဒီပတ်စံတွေရောကိုအောင်တုံးဖြုံပစ်ခဲ့လိုက်တယ်ဒီလိုနဲ့အဲလင်းအာဆိုလို့ရှင်လမ်းပေါ်မှာပဲကျင်လည်နေခဲ့တယ် 1948ခုနှစ်လောက်ကစပြီးတော့သူမကဆိုလို့ရှိရင် အရံမူးပြီးတော့ရံဖြစ်တာတွေပြီးတော့ခုံးမှုအသေးလေးတွေဖြစ်တာဒီကားပေါ်ကနေပြီးတော့ဗောနော်တနတ်နဲ့ပြစ်ပြီးတော့ရံစတာအဲ့လိုမျိုးတွေလုပ်တဲ့အမှုတွေကိုဇတိုက်ကျူးလွန်နေခဲ့တယ်1956ခုနှစ်မှာဆိုလို့ရှိရင်တော့အဲလင်းကအသက်20ပြည့်သွားခဲ့ပြီ အဲ့ဒီချိန်မှာပဲသူပေါ့နော်လမ်းမှာကာတာစီးရင်းနဲ့ပဲအသက်69နှစ်အရွယ်ဒီ Boat Club ဥက္ကဋ္ဌပေါ့နော်လှေအသင်းရဲ့ရွက်လေအသင်းရဲ့ဥက္ကဋ္ဌတယောက်နဲ့တွေ့ဆုံပြီးတော့ဒီအဖိုးကြီးရနေပြီးတော့လက်ထပ်ဖို့ကမ်းလှမ်းခဲ့တယ်။သူမကလည်းအလွယ်တကူနဲ့ပဲပြန်ပြီးတော့သဘောတူခဲ့တယ်။သူတို့နှစ်ယောက်ရဲ့တရားဝင်လက်ထပ်ထိန်များတဲ့မင်္ဂလာသတင်းကိုပေါ့နော်သတင်းစာရီတဲ့အထိ ထည့်ပြီးတော့ကြော်ညာခဲ့တယ်။ဒါပေမဲ့လည်းအလင်းအောင်ဆိုလို့ရှိရင်ဒီအရက်ဆိုင်တွေသွားတယ်ဘားတွေသွားပြီးတော့ရန်နေဖြစ်တယ်။အဲ့နောက်ပိုင်းပေါ့နော်။ ဘလောင်းမမကြလိုက်ဘူးကိုပတ်အချိန်အားဖြင့်ကိုပတ်ပဲကြာလိုက်တယ်အဲ့ဒီခါမှာဆိုလို့ရှင်ဒီသူ့ရဲ့အမျိုးသားဖြစ်သူအသက်69နှစ်ရွယ်ဥက္ကဋ္ဌရာဆိုလို့ရှင်သူ့ကိုတရားဝင်ပြန်ပြီးတော့ကွာရှင်းလိုက်တယ်အဲ့ဒီနောက်ပိုင်းအယ်လင်းရာဆိုလို့ရှင်1981 1984 1986ခုနှစ်တွေမှာဒီလိုမျိုးစက်လိတ်ခိုးမှုအသေးလေးတွေပြီးလို့ရှင်ကားခိုးမှုချက်လက်မှတ်အတူပြုလုပ်မှုတို့နဲ့ခဏမကြာခဏဖမ်းဆီးခံခဲ့ရတယ်အဲ့အားကြောင့်မလို့ သူ့ရဲ့ဒီပေါ့နော်ကိုရေးအချက်လက်အားဆိုလို့ရှိရင်ပြစ်မှုမှတ်တမ်းထဲမှာပါရှိနေခဲ့တယ်ဒီလိုနဲ့အဲလင်းအားဆိုလို့ရှိရင်သူမ25နှစ်ဝင်းကျင်လောက်ဒီဘဝတစ်လျှောက်လုံးမှာဒီအတံမွေးဝမ်းကြောက်တွားပြေးတစားလုပ်တယ်ပြီးလို့ရှိရင်ရံဖြစ်တဲ့ခုံးမှုအသေးလေးတွေကျူးလွန်နေရင်းနဲ့ပဲဒီသူ့ဘဝရာ ပေါ့နော်နေထိုင်လာခဲ့တယ်အဲ့လိုနဲ့1986ခုနှစ်မှာဆိုလို့ရှိရင်တော့ သူ့ဘဝရဲ့အကြီးမားဆုံးအလှည့်ပြောင်းတစ်ခုဖြစ်တဲ့သူမရဲ့ချစ်သူဖြစ်လာမယ့် Tyro Morin လိန်တူချစ်သူအမျိုးသမီးနဲ့ Florida Daytona မြို့ရဲ့ gay bar တစ်ခုမှာဆုံတွေ့ခဲ့ကြတယ်။အဲလင်းဟာဆိုလို့ရှိရင် သူမရဲ့ဘဝတစ်လျှောက်လုံးမှာပထမအဆုံးလဲဖြစ်တဲ့ဒီလိုမျိုးပေါ့နော်။သူမကိုလူသားတစ်ယောက်လိုဆက်ဆံပေးတဲ့ Morin အပေါ့အုံးအရန်အောင်ချစ်ခင်ပြီးတော့အရန်အောင်မိခိုအားထားခဲ့တယ်။ဒီလိုနဲ့ပဲအဲလင်းဟာဆိုလို့ရှိရင်သူမတစ်ယောက်တည်းနဲ့မကောင်း Morin ရဲ့စောင်းဝန်နေရင်းနဲ့ဒီအတုံးစိတ်တွေကိုလည်း သူမတယောက်တည်းကနေပြီးတော့ပဲတာဝန်ယူပြီးတော့ရှာပေးခဲ့ရတယ်ဒီလိုနဲ့ပဲသူမတို့နှစ်ယောက်ရဲ့ချစ်သူတတ်တန်း၃နှစ်အကြာ1989ခုနှစ်မှာဆိုလို့ရှိရင်အဲလေးအောင်ဆိုရင်သူ့ကိုခေါ်တဲ့ဧည့်သည်တယောက်နဲ့လိုက်သွားရင်ねဒီမထင်မှတ်ထားပဲねအဲ့ဒီဧည့်သည်ပေါ့နော် Richard Morey ဆိုတဲ့သူကသူ့ကိုလိမ်မှုအတ္တမပြုခြင်းနဲ့အားကြောင့်မလို့သူကလည်းလက်လွန်ပြီးတော့ပေါ့နော် Richard Morey ကိုတနက်နဲ့ပြစ်ပြီးတော့ တက်လိုက်မိတယ်ဒီဟာဆိုလို့ရှင်သူမရဲ့ပထမဆုံးလူသတ်မှုလည်းဖြစ်ခဲ့တယ်အဲလင်းကဆိုလို့ရှင်ဒီ Richard Moore ရဲ့အလောင်းကို Richard Moore ခေါ်သွားတဲ့နေရာပေါ့နော်တက်တော့ထဲမှာပဲထားပစ်ခဲ့လိုက်တယ်ပြီးတော့ကားနဲ့ပိုင်ဆိုင်မှုတွေကိုတော့သူကယူလာတယ်အဲ့လိုနဲ့ပဲအဲလင်းကပေါ့နော်ဒီ Moore ရှိရောက်တဲ့အခါသူကဖြစ်ချောင်းကုံစင်ကိုပြောပြပြီးတော့ငါဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဘူးလို့ညင်းတယ်။အဲလင်းကခဏလောက်တော့ဒီအလုပ်ကိုဆက်မလုပ်ဘဲနဲ့ဒီတခြားအသက်မွေးဝမ်းကြောင်းဖြစ်မဲ့အလုပ်ကိုသူစူးစမ်းပြီးတော့ရှာကြည့်တယ်။အဲဒီအချိန်မှလည်း ့ဒီအတိုင်းဝိုင်းကနေပြီးတော့လက်ခံကိုအလုံးရှာရခတ်တယ်အလုံးမရခဲ့ဘူးအဲ့ဒီချိန်မှာတော့သူတို့နှစ်ယောက်ဟာဆိုလို့ရှိရင်ဒီစောင်းဝတ်နေရေးကအခက်ခဲဖြစ်လာခဲ့တယ်။သူမရဲ့ချစ်သူမိုရင်းဟာဆိုလို့ရှိရင်လည်းအဲလင်းကိုအပြစ်တယ်နဲ့နေမင်းငါ့ကိုခေါ်လာတာလေနေမင်းငါ့ကိုတာဝန်ယူမယ်ဆိုပြီးတော့ပြောခဲ့တာလေငါတို့ရဲ့ပါတီတွေသွားကြမယ်ကမ်းခြေတွေသွားကြမယ်ဆိုပြီးတော့ပြောပြီးတော့နေငါ့ကိုခေါ်ထားတာလေဆိုပြီးတော့ သူ့ဘလိန်းနေပေါ့เนาะတောက်လျှောက်အဲ့ဒါကြောင့်ပဲအဲလင်းဟာစိတ်ညစ်ညစ်နဲ့ပဲသူ့ရဲ့အရင်လမ်းမကြီးရေရှီကိုပဲပြန်ပြီးတော့ရောက်သွားခဲ့ရတယ်။အဲ့လိုနဲ့ပဲ1990မေလမှာဆိုလို့ရှိရင် Richard Spear ဆိုတဲ့အသက်43နှစ်ရွယ်စက်ပြင်စရာတယောက်ကိုသူမဆောင်ထားနေကြတနတ်နဲ့ ဒီတောထဲမှာပြစ်တက်ခဲ့တယ်အလောင်းကိုဖြောက်ခဲ့တယ်ပြီးလို့ရှိရင်သူမလုံနေကြအတိုင်းပဲကားကိုယူတယ်ပစ္စည်းတွေကိုယူတယ်ပေါ့နော် သူတက်ခဲ့တဲ့လူတွေဆိုလို့ရှိရင်တော့ Richard Morley အသက်က52နှစ်အဲ့ဒီလူဆိုလို့ရှိရင်တော့ Clear Six ပြုပြင်ရင်ဆိုင်ရဲ့ဆိုင်ပိုင်ရှင်ပေါ့နော်သူ့ရဲ့ death body ကိုတော့1989ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာဆိုလို့ရှိရင်95လမ်းမအပင်းသားအတက်တော်ထဲမှာတွေ့ရှိခဲ့ရတယ်။ death body မှာဆိုလို့ရှိရင်တော့ရင်ဘတ်မှာနှစ်ချက်အပြစ်ခံထားတာကိုတွေ့ရှိခဲ့ရတယ်။နောက်တစ်ယောက်ဟာဆိုလို့ရှိရင်တော့ David SP ကသူကအသက်43နှစ်အဲ့လိုဆိုလို့ရှင်တော့ဒီ machinery အကြီးတွေမောင်းတဲ့ operator ပေါ့နော်သူရဲ့ tapori နဲ့ကားကိုတော့ဇွန်လတရက်နေ့မှာပဲတွေ့ရှိခဲ့တယ်ခန္ဓာကိုယ်မှာဆိုလို့ရှင်ကြိအချက်ပေါင်းများစွာပြစ်ခတ်ခံထားရတာကိုတွေ့ရတယ်သုံးယောက်မြောက်က Charles Gaddon ဆိုတဲ့အသက်40နှစ်အရွယ်ဒီမြင်းပြိုင်ပွဲထဲမှာကူညီပြီးတော့လုပ်ကင်ပေးတဲ့လူတစ်ယောက်ဖြစ်တယ်။သူဟာဆိုလို့ရှိရင်1990ခုနှစ်ဇွန်လ6ရက်နေ့မှာပဲပျောက်ဆုံးသွားခဲ့တာဖြစ်တယ်။ သူ့ရဲ့ဓာတ်ပေါ်ရီကိုတော့ဒီလျှက်စစ်ဆောင်ရင်းနဲ့ပတ်လျက်သားပေါ့နော်တက်တော့တနေရာမှာ ပြစ်ထားခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်တော့ကြည်ရာ၉ချက်တောင်တွေ့ရှိခဲ့ရတယ်။နောက်တစ်ယောက်ဟာဆိုလို့ရှိရင်တော့ပီတာဆင်မလို့ခေါ်တဲ့အသက်65နှစ်အရွယ်အငိမ့်စားကုံတဲ့တယောက်ဖြစ်တယ်။သူ့ရဲ့ကောင်တော့ဇူလိုင်လ၄ရက်နေ့မှာဆိုလို့ရှိရင်ပြန်လည်တွေ့ရှိခဲ့တယ်။ဒါပေမဲ့လို့သူ့ရဲ့ death body ကိုတော့လုံးဝအခုချိန်ထိပြန်မတွေ့ရသေးပါဘူး။၅ရောက်မြောက်ကတော့ Tory Bruce ဆိုတဲ့လူဖြစ်တယ်။သူဟာဆိုလို့ရှိရင်အသက်50ရှိပြီးတော့ဒီဝက်ဦးချောင်းနေဆော့စိတ်တွေရောင်းတဲ့လူဖြစ်တယ်။သူ့ကိုနောက်ဆုံးတွေ့ရှိခဲ့တာကတော့ဇူလိုင်လ30ရက်နေ့မှာဖြစ်ပြီးတော့သူ့ရဲ့ death body ကို တော့နောက်ထပ်9ရက်အကြာ Oakland National Forest ထဲမှာပြန်ပြီးတော့တွေ့ရှိခဲ့ရတယ်။အဲ့လိုတွေ့ရှိခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့ရင်ဘတ်မှာနှစ်ချက်နောက်ကြောမှာတစ်ချက်ဒီကြည်ရာတွေနဲ့တည်ဆုံနေရအောင်တွေ့ရှိခဲ့ရပါပဲဖြစ်ပါတယ်။6ရောင်းမြောင်းဖြစ်တဲ့ Charles Hefria ဆိုလို့ရှိရင်တော့အသက်56နှစ်အရွယ်အငိမ့်စာရေတပ်ရဲမှုတယောက်ဖြစ်တဲ့သူကတော့1990ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာဆိုလို့ရှိရင်ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီးတော့နောက်ထပ်2ရက်အကြာပေါ့နော်စက်တင်ဘာလ12ရက်နေ့မှာဆိုလို့ရှိရင်တော့သူ့ရဲ့ dead body ကိုတွေ့ရှိခဲ့ရတယ်။ ို့တွေ့ရှိတဲ့အခါမှာဆိုလို့ရှင်ခန္ဓာကိုယ်မာကြီးပဲကြည်စံရခုနှစ်ချက်ခေါင်းမတစ်ချက်နဲ့အဲ့လိုလဲကြတည်ဆုံးနေတဲ့ပုံစံနဲ့တွေ့ရှိခဲ့ရတာဖြစ်တယ်နောက်ဆုံးခုနှစ်ယောက်များဟာဆိုလို့ရှင်တော့ Water Antonio လို့ခေါ်တဲ့အသက်60နှစ်အရွယ် ထွက်ကားမောင်းတဲ့သူတယောက်ဖြစ်တယ်။သူ့ရဲ့ဓာတ်ပေါ်ရီကို တွေ့ရှိခဲ့တာကတော့ဒီနိုဝင်ဘာလထဲမှာပဲဖြစ်တယ်။ဒီရဲတွေစစ်ဆေးချက်အရပေါ့နော်။သူ့ရဲ့တေဆုံးချက်ရဆိုလို့ရှိရင်ဓာတ်ပေါ်ရီကိုတွေ့ရှိရဲ့အချိန်နဲ့24နာရီမပြည့်သေးဘူးလို့လည်းသိရှိရတယ်။ပြီးတော့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ကြည်စံရ၄ချက်နဲ့တေဆုံးနေတာပဲဖြစ်ပါတယ်။အားလုံးပါအောင်ဆိုလို့ရှိရင်သူမအဲ့လိုလုံနေခဲ့တာခုနှစ်ယောက်ရှိသွားပြီဒီအဲလင်းလုံးတဲ့ပုံစံအားပါနော်သူကကားကိုယူရဲခဏလောက်တော့စီးရဲပြီးလို့ရှိရင်နံပါတ်ပြားဖြုတ် ပစ္စည်းတွေတစားစီဖြုတ်ပြီးတော့ကားကိုလည်းတောထဲမှာပြန်ပြီးတော့ဖြတ်ထားခဲ့တယ်။တနေ့မှာတော့အဲလင်းနဲ့သူမရဲ့ချစ်သူမိုရင်းကနေပြီးတော့ဘားတစ်ခုကနေပြီးတော့အဲဒီပေါ်တော့လူတက်ပြီးတော့ရလာတဲ့ကားနဲ့ရှောက်ပြီးတော့မောင်းရင်နဲ့ကားအစီဆိုင်တစ်ခုဖြစ်တယ်။လမ်းမကြီးပေါ်ကနေချော်ပြီးတော့လူနေအိမ်မြေခွက်ထဲကိုကျသွားခဲ့တာ။ကားကအနေငယ်ပျက်စီးသွားတယ်။အဲဒီချိန်မှာပဲအဲဒီလူနေအိမ်မှာနေတဲ့အဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်ကထွက်လာတယ်ပေါ့နော်။ထွက်လာတော့သူတို့နှစ်ယောက်ကိုမျက်နှာမြင်သွားခဲ့တယ်။အဲ့နဲ့အဲလင်းကဆိုလို့ရှိရင်အရန်ကိုလမ်းဖြန်ပြီးတော့ဒီကားကိုပေါ့နော်။ တော်တဲ့တနေရာမှာသွားပြီးတော့ဖြောက်ထားခဲ့တယ်။အဲ့ကားဟာဆိုလို့ရှိရင်သူတတ်ခဲ့တဲ့ Tory Bruce ဆိုတဲ့လူရဲ့ကားဖြစ်တယ်။ဒီချိန်မှာသိထားမှာက Alien ချစ်တူ Tara Moria ဆိုလို့ရှိရင် Alien ပထမအောင်ဆုံးပေါ့နော်လူစားတတ်မိကလေးကသူသိတယ်။ Alien ကသူ့ကိုပြောပြတယ်။ဒီဟာကြောင့်မလို့သူ့ ဒီပြစ်ဒဏ်အလုပ်ကိုဆက်ပြီးတော့မလုပ်ချင်တော့ဆိုတာသူကပြောပြခဲ့တယ်။ဒါပေမဲ့လည်းသူတို့ရဲ့ဒီနောက်ပိုင်းမှာစားဝတ်နေရအချက်တဲကြောင့်ဒီထာရာမိုတွေကအဲလင်းကိုဒီအလုပ်ကိုပဲပြန်လုပ်ဖို့မတိမတာနဲ့တွန်းအားပေးခဲ့တယ်။ပြီးတော့အဲလင်းကဒီလိုမျိုးလူတွေတက်ပြီးတော့ပစ္စည်းတွေယူလာတဲ့ကားတွေယူလာတဲ့အခါမှာဆိုလို့ရှိရင်မိုတွေကလည်းပေါ့နော်ကြားလာတဲ့ပစ္စည်းတွေကိုအပေါင်ဆိုင်တွေမှာသွားပြီးတော့ရောင်းတာတို့ပေါင်တာတို့ အဲ့ဒါတွေကိုသူတို့နှစ်ယောက်ကအတူတကားလှုပ်ဆောင်ခဲ့တာအဲ့ဒါကြောင့်မလို့ထရာမိုရီယာဆိုလို့ရှိရင်အယ်လင်ဘာရီလှုပ်ခဲ့လေဆိုတာထောက်လျှောက်သိနေခဲ့တဲ့သူတယောက်ဖြစ်တယ်ဒီလိုနဲ့အယ်လင်တက်ခဲ့တဲ့အထဲမှာဆိုလို့ရှိရင် US Air Force ရဲ့အငိမ့်စာရဲမှုဟောင်းတယောက်ပေါ့နော်ချာလီဟက်ဖန်နီဆိုတဲ့အသက်56နှစ်ရွယ်အမျိုးသားတယောက်လည်းတေဆုံးသွားခဲ့ရတယ်ဒီချိန်မှာတော့ရဲတွေကဒီတောတွေထဲမှာပေါ့နော်အမျိုးသားတွေရဲ့အလောင်းတွေတွေ့လာရတာများနေတော့ ဒီကျူးလွန်သူရဲ့အနောက်ကိုနောက်ရောက်ခံပြီးတော့တဲလွန်စားတွေကလိုက်ရှာနေပြီအဲ့ဒီအချိန်မှာပဲဒီအဲလင်းနဲ့မိုရီကားအက်ဆီဒန့်ဖြစ်ပြီးတော့ဆုံးပြစ်ထားခဲ့တဲ့ Tory Bruce ရဲ့ကားကိုပေါ့နော်ရဲရဲရှာဖွေတွေ့ရှိသွားခဲ့တယ်အဲ့ဒီကားပေါ်မှာဆိုလို့ရှင်သူတို့သွားပြီးတော့ပေါင်ခဲ့တဲ့အပေါင်ဆိုင်က ဒီဆက်လက်လေးပေါ့နော်ဘောင်ချာလေးอ่ะจ่าနေအောင်တွေးလိုက်ရတယ်အဲ့ဒီဘောင်ချာစာရွက်လေးပေါ်မှာဆိုလို့ရှိရင် alien လက်ဝေးရအောင်ရဲတွေကတွေးရှိသွားခဲ့ကြတယ်ဒီလိုနဲ့ပဲကားကလည်းရင်တိုင်းမှုဖြစ်တာဆိုတော့ရဲတွေကလမ်းကြောင်းလိုက်တယ်အဲ့မှာနေမဲ့သူတို့ကား accident ဖြစ်ခဲ့တဲ့နေရာပေါ့နော်ဒီလူနေအင်အားအဖိုးကြီးနဲ့အဖွားကြီးတွေရှိရဲတွေကရောက်သွားတယ်အဲ့ဒီချိန်မှာဆိုလို့ရှိရင်တော့အဖိုးကြီးနဲ့အဖွားကြီးကလည်းသူတို့မြင်တွေ့ခဲ့ရတဲ့အမျိုးသမီး2ယောက်ရဲ့ ုံစံအောင်ပေါ့เนาะပြောပြခဲ့တယ်အဲ့မှာဆိုလို့ရှိရင်เนาะရဲတွေကစကတ်ဆွဲပြီးတော့မှတ်သားခဲ့တယ်ဒီပေါင်ချောင်ပေါ်ကလက်ပွေရောအပေါင်ဆိုင်ကိုစစ်မိတဲ့အခါမှာဒီပုံတံတန်းတွေရောပေါ့เนาะအလုံးထတ်တူကြနေတယ်အဲ့ဒါကြောင့်မလို့ရဲတွေကအဲလင်းနဲ့မိုရီရဲ့စကတ်ပုံတို့ပေါ့เนาะတရင်နေမှာပါကြော်ညာပြီးတော့ဖန်ဝရန်ထုတ်ခဲ့လိုက်တယ်ဒီလိုဖန်ဝရန်တွေထုတ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်เนาะမိုရီကလုံးဝအဲလင်းနဲ့ဆက်ပြီးတော့မပတ်သက်ချင်တော့ဘူးအဲလင်းကိုထားခဲ့ပြီးတော့သူကထွက်သွားခဲ့တယ် အဲ့ဒီခါမှာဆိုလို့ရှင်တော့ဒီပေါ်တော့မိုရီယာသူ့မိဘတွေရှိပြန်သွားတယ်သူ့မိဘတွေကရဲကိုအကြောင်းကြားလိုက်တယ်မိုရီယာလည်းဒီလူတက်မှုတွေမှာသူမပါဘူးအဲလင်းတယောက်တည်းလောက်တာဆိုပြီးတော့ပြောတယ်အဲ့ဒါဆိုလို့ရှင်ရဲတွေကမိုရီကိုအလဲလဲတစ်ခုလောက်တယ်အဲလင်းရဲ့ဝန်ခံချက်ထွက်လာအောင်လုပ်ပေးရမယ်ပြီးတော့ဒီတရားဆွဲလို့ရှင်လည်းတပ်တွေကအနေနဲ့ဝင်ပေးရမယ် ဲ့လိုဆိုလို့ရှင်ဒီတရားဆွဲဆိုမှုမှာမိုရင်းကိုမဆွဲဆိုပါဘူးဆိုပြီးတော့သူကအလဲလဲလှုပ်လိုက်တယ်။အဲ့ဒါနဲ့ပဲမိုရင်းကလည်းသဘောတူလိုက်တယ်။အဲ့ဒီချိန်မှာလည်းအဲလင်းကဆိုလို့ရှင်လည်းအရက်တွေမူပြီးတော့အသေးကွဲနေတာပေါ့နော်။ အဲ့ဒါနဲ့သူကသူ့သွားနေကြဘားတစ်ခုကိုသွားတယ်ဘားမှာလည်းအဲ့လိုမျိုးရံဖြဲစကားများတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ရဲတွေကလည်းအယောင်ဆောင်လူတွေလွတ်ထားပြီးသွားပြီသူမောက်ဘားအပြင်ဘက်ကိုဆွဲထုတ်လာပြီးတော့အဲ့ဒီဘားအပြင်ဘက်မှာပဲအဲလင်းကိုလက်ထိတ်ခတ်ပြီးတော့ဖမ်းဆီးခဲလိုက်ကြတယ်အဲ့လိုနဲ့အဲလင်းကဆိုလို့ရှိရင်ထောင်ထဲရောက်သွားခဲ့တယ်ဒီလိုမျိုးသူ့ကိုတရားစွဲဆိုမှုတော့မဆရသေးဘူးဒီထောင်ထဲရောက်နေတော့အချိန်မှာရဲတွေကနေပြီးတော့မော်ရေးစီကိုသွားပြီးတော့ အဲလင်းကိုဖုန်းခေါ်ခိုင်းတယ်သူတို့ဖုန်းပြောတဲ့အချိန်မှာဆိုလို့ရှိရင်တော့မိုရဲအာဆိုလို့ရှိရင်ဒီလူတက်မှုရဲ့ဖြစ်စဉ်ကိုမပေါ်ပေါ်အောင်ပေါ့နော်သူ့ဘက်ကနေပြီးတော့အဲလင်းကိုစီယုံတယ်ပြီးလို့ရှိရင်ရဲတွေကငါနောက်ကိုလိုက်နေကြပြီးငါ့ကိုပါတရားစွဲမှာငါထောင်ကျသွားရင်ဘလို့လုံမလဲဆိုပြီးတော့သိရမလားတနာအောင်လို့အဲလင်းကိုပြောပြီးတော့နောက်ဆုံးမှဆိုလို့ရှိရင်အဲလင်းကနေပြီးတော့ဒီမှုတွေကနင်းနေမဆိုင်ဘူးလေငါပဲလုတ်ခဲ့တာဆိုပြီးတော့သူ့ရဲ့ပါဇက်ကနေပြီးတော့ဝန်ခံချက် ထွက်ဆိုလောင်လို့မိုးရင်းကနေပြီးတော့လှုပ်ခဲ့တယ်။အဲ့ရဲ့အတန်ဖိုင်ကိုလည်းရဲတွေကအတန်ဖမ်းထားခဲ့တယ်။အဲ့အကြောင်းမလို့ဒီပေါ့နော်အဲ့အကြောင်းမလို့ဒီအဲလင်းနဲ့မိုးရီရဲ့ဖုန်းပြောတဲ့အတန်ဖိုင်အားဆိုလို့ရှင်ရဲတွေတက်အဲလင်းရဲ့တက်တည်ခံမှုအဖြစ်နောက်တစ်ချိန်တရားစွဲဆိုတဲ့အခါမှာဒီအတန်ဖိုင်ကိုတင်သွင်းခဲ့ကြတယ်1992ဇန်နဝါရီလမှာဆိုလို့ရှင်တော့အဲလင်းဝါနော့ကိုတရားစွဲဆိုတဲ့တရားခွင်အားစားခဲ့တယ်အဲ့ဒီအခါမှာဆိုလို့ရှင်တော့စုပထမပြောခဲ့သလိုပဲအဲလင်းရဲ့ချက်သူမိုရီယာဆိုလို့ရှင် တရားရုံးကိုတတ်သိကန်အနေနဲ့လာရောက်ပြီးတော့ထွက်ဆိုပေးခဲ့တယ်။အဲဒီခါမှဆိုလို့ရှိရင် မော်ရီယာလုံးဝအဲလင်းဘက်ကိုတစ်ချက်လှဲမကြည့်ဘူး။အဲလင်းနဲ့မျက်လုံးချင်းမဆုံမှုသူမကစူးစမ်းခဲ့တယ်။ဒီလိုမျိုးတရားရုံးမှာတတ်သိထွက်ဆိုပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့မော်ရီယာအဲလင်းကိုအဆက်အသွယ်လုံးဝမလုပ်တော့ဘဲနဲ့ပျောက်ကွယ်သွားခဲ့တယ်။တရားရုံးမှာဆိုလို့ရှိရင်တော့ ဒီပေါ်တော့လူ9ယောက်ကိုတတ်ခဲ့တဲ့အမှုနဲ့အဲလင်းအားတစ်ခုအမှုတစ်ခုချင်းစီကိုရင်ဆိုင်ရတယ်ပထမဆုံးအနေနဲ့သူ့ကိုအတ္တမပြုကျင့်မှုစ조사ခဲ့တဲ့ Richard Morris ကိုတတ်တဲ့အမှုနဲ့တရားရင်ဆိုင်ခဲ့ရတယ်ဒီမှုမှာဆိုလို့ရှိရင်တော့အဲလင်းကသူ့မကြုံခဲ့ရတဲ့ပေါ်တော့အဲဒီ Morris ဆိုတဲ့သူရဲ့အတ္တမပြုကျင့်မှုအကြောင်းအသေးစိတ်ပြောပြတယ်ပြီးတော့အဲလင်းဘက်ကရှေ့နေရတယ်ဒီတရားရုံးမှာပေါ့နော်အရင်က Richard Morris ကဒီလိုပဲ အမျိုးသမီးတွေကိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်ခဲ့တယ်။အဲဒါကြောင့်မလို့သူဟာဆိုလို့ရှိရင် ပြုပြင်ထိန်သိမ်းကြောင်းတွေမှာ6နှစ်တောင်ကုန်ဆုံးခဲ့ရတယ်။အဲဒီစာရွက်စာရန်တပ်သေးခံအနေနဲ့တင်သွင်းခဲ့တယ်။ဒါပေမဲ့လည်းတရားသူကြီးကအဲဒီတပ်သေးခံတွေကိုပယ်ချခဲ့တယ်။ဒီ Richard Moore ကိုသက်တမ်းမှုနဲ့အဲလင်းကိုတည်တံချခဲ့တယ်။ဒီတည်တံဟာဆိုလို့ရှိရင်လည်းဒီအရန်ကိုရက်ဆက်တယ်ပေါ့နော်။လျှက်ဆက်ထိုင်ကုန်မှာထိုင်ပြီးတော့တည်တံပေးခဲ့တာဖြစ်တယ်။အဲ့လိုနဲ့အဲလင်းရဲ့ဒရင်းနေရာဆိုလို့ရှိရင် သူမကအမျိုးသမီး serial killer လည်းဖြစ်တယ်။သူမရဲ့သတင်းတွေအရဆိုလို့ရှိရင်ပေါ့နော်ဒီသတင်းမီဒီယာတွေရဲ့အကြိုက်သတင်းတွေမှာတောက်လျှောက်ပါနေခဲ့တယ်။ဒီသတင်းကိုလည်းမြင်လဲမြင်သွားရောအသက်44နှစ်အရွယ်အမျိုးသမီးတယောက်ကနေပြီးတော့ဒီသူမတို့ လင်များနှစ်ယောက်ကပေါ့နော်အဲလင်းကိုတရားဝင်မွေးစားခြင်းမရဲဆိုပြီးတော့အကြောင်းကြားလာတယ်ပြီးတော့တရားဝင်မွေးစားလိုက်ကြတယ်ဒီအမျိုးသမီးအားဆိုလို့ရှိရင်အဲလင်းရဲ့ယုံချင်းတွေကိုထောက်လျှောက်ပါဝင်ပေးတယ်ပြီးတော့ထောက်လျှောက်ပေါ့နော်အဲလင်းကိုစိတ်ဓာတ်မကျသွားလို့ဘေးနားနေပြီးတော့စိတ်ဓာတ်ခွန်အားပေးနေခဲ့တယ်ဒီတရားစီရင်မှုပြုလုပ်ပြီးတော့ထိမ့်သိမ့်ခံနေရတော့မှဆိုလို့ရှိရင်သူတို့လုံနေကြအတိုင်းပဲစိတ်ယောဂကုဆရာဝန်နေနေပေါ့နော်အဲလင်းမှာစိတ်ယောဂရှိမရှိစစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်လေအဲလင်းမှာဆိုလို့ရှိရင် ဒီ borderline personality disorder နဲ့ anti social disorder ဆိုပြီးတော့ရှိနေခဲ့တယ်။သူကဆိုလို့ရှိရင်ဟိုးကလေးဘွားတော်နေကခံစားခဲ့လာရတဲ့ဒီစိတ်ရောဂါတွေအကြမ်းဖက်မှုတွေဒီလိုမျိုးဆုံးဖြတ်ခြင်းခံလာရတာတွေကြောင့်ထပ်ပြီးတော့အဆုတ်ပြစ်ခံအမှကြောက်တဲ့စိတ်ဝေဒနာတွေပြီးတော့ဒီပေါ့နော်ထင်ရောင်ထင်မှားဖြစ်တဲ့စိတ်ဝေဒနာတွေရှိနေကြတယ်။အဲအကြောင်းမို့လဲစုထင်တဲ့ဒီအဲလင်းဟာဆိုလို့ရှိရင်သူ့ရဲ့ချစ်သူမိုရင်းပေါ်မှာအရန်ကိုနစ်ဝင်သွားခဲ့တယ်ပြီးတော့မိုရေးရပေါ့နော်ဒီ ူတို့စာဝတ်နေရေးအဆင်မပြေတဲ့အချိန်မှာသူမကိုထပ်ပြီးတော့ဆွန့်ပြစ်သွားမှာ။သူမအရန်ကြောက်ပြီးတော့ဒီအလုပ်တွေပေါ့နော်မလုံတဲ့အလုပ်တွေကိုဇက်တိုက်ကျူးလွန်နေခဲ့တာဖြစ်မယ်။အဲလဲရဆိုလို့ရှင်ဒီပထမဆုံးပေါ့နော်သူ့ကိုအကျန်းဖတ်လို့သူကပြန်ပြီးတော့တက်လိုက်မိတဲ့အမှုမှာတေးတံဖေးခံလိုက်ရတာကိုသူအရန်စိတ်မကောင်းဖြစ်သွားတယ်။မခံမရနိုင်ဖြစ်ရတာပေါ့။ဒီဟာဆိုလို့ရှင် Ray Gibbs ဒီကျိုးလွန်သူကလည်းအရင်တော့ rape case အဟောင်းကြီးရှိနေအဲ့ဒါအောင်မှပဲဒီလိုမျိုးအတ္တမပြုချက်ခံရတဲ့ main clear ပြန်တုတ်ပြန်လိုက်တာကို first degree murder နဲ့ဒီတရားရုံးကနေပြီးတော့ပြစ်ဒဏ်ချမှတ်လိုက်တယ် first degree ဆိုတာကဒီအမေရိကမှာဆိုလို့ရှင် first degree second degree third degree murder ဆိုပြီးတော့လူသတ်မှုတွေကိုစီရင်ချက်ချတတ်ကြတယ် third degree murder ဆိုတာကတော့ဒီ ကားတိုင်းမှုလို့ရှိရင်မတော်တဆဖြစ်မှုပေါ့နော်မတော်တဆဖြစ်ပြီးတော့အက်ဆီဒန့်နဲ့တိတ်ဆုံးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီလိုမျိုးမတော်တဆကျူးလွန်သူဒီအရန်ကျန်းတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ထောင်နဲ့တသက်သကျွန်းပေါ့နော်ဥပမာအရက်တောက်ပြီးတော့ကားမောင်းလို့ပေါ့နော်ဒီရင်တိုင်းမိတဲ့ဟာလိုမျိုးဆိုလို့ရှိရင်ထောင်နဲ့တသက်သကျွန်းထိချမှတ်လို့ရတယ်ဒါမှမဟုတ်ပဲဒီမတော်တဆဖြစ်ပြီးတော့တိုင်းမိတဲ့ဟာဆိုလို့ရှိရင်ထောင်နဲ့နှစ်ရှည်ပဲချတယ် အဲ့ဒါကတော့ first degree murder second degree murder ဆိုတာကတော့ဒီရန်နေဖြစ်အကြမ်းဖမ်းမှုတွေဖြစ်ရင်လည်းမတော်တဆလက်လွန်ပြီးတော့တည်သွားရတူအဲ့ဒီမှာဆိုလို့ရှိရင်တော့ second degree murder အနေနဲ့ဒီထောင်နှံတသက်တကျွန်းအထီကိုချလို့ရတယ် third degree murder ဆိုတာကတော့လုံးဝအပြင်းဆုံးပဲဒီကြံစီပြီးတော့တတ်တဲ့အမှုအဲ့ဒီအမှုအနေနဲ့ဆိုလို့ရှိရင်တော့ဒီပေါ့နော်နောက်ဆုံး ေတံအထိပေးလို့ရတယ်အဲဒီကာလာတွေမှာတော့လေအဲအကြောင်းမလို့အဲလင်းအောင်ဆိုလို့ရှိရင်ဒီဟာကသူချိုးတင်ကြံစီပြီးတော့လုံးဝတတ်ခဲ့တဲ့အရာမဟုတ်ဘူးသူဒီအတ္တမပြုခြင်းလို့သူကပြန်ခုခံကာကွယ်တဲ့အနေနဲ့ self defense အနေနဲ့ပေါ့နော်လုပ်ခဲ့တာဆိုပြီးတော့ဒီတရားစီရင်မှုကြီးရပေါ့နော်သူ့အပေါ်ဘာဖြစ်လို့မတရားဖိနှိမ်ခဲ့ရလဲဆိုပြီးတော့သူကအဲ့ဒီမှာစိတ်ဓာတ်လုံးဝကျသွားခဲ့တယ်။နောက်ပိုင်းမှာလည်းဒီလူ6ယောက်ကြံခဲ့တယ်။အဲ့ဒီလူ6ယောက်မှာမှဒီ ကားခိုးလိုက်တဲ့ Tory Blue ဆိုရဲလူရဲ့အလောင်းတော့သူတို့ရာရှာဖွေမတွေ့ရှိခဲ့ဘူး။အားကြောင့်မလို့အဲလင်းကိုချမှတ်ခဲ့တဲ့စုစုပေါင်းဒေတာကဆိုလို့ရှိရင်6ကြိမ်အောင်ဖြတ်သွားခဲ့ပြီ။ဒီနောက်ဆုံးတရက်ခွဲမှာဆိုလို့ရှိရင်တော့1992ဇန်နဝါရီလမှာပြုလုပ်ခဲ့တဲ့အဲ့မှာဆိုလို့ရှိရင်တော့ဒီနောက်ဆုံးစီရင်ချက်အနေနဲ့ပေါ့နော်2002ခုနှစ်အောက်တိုဘာ9ရက်နေ့မှာစေထိုးပြီးတော့ထေတံပေးမယ်ဆိုပြီးတော့စီရင်ချက်ချခဲ့တယ်။ဒီဟာဆိုလို့ရှိရင် သူတို့တွေကအဲလင်းကိုထောင်ထဲမှာဆယ်နှစ်ထောင်မှဆိုတဲ့သဘောပေါ့နော်ထောင်ထဲမှာနေရတဲ့တခြားလုံးမှဆိုလို့ရှိရင်လည်းအဲလင်းကိုပေါ့နော်လာမီးတဲ့မီဒီယာတွေရှိရဲပြီးတော့ဒီဒိုကူမန့်ထရီတွေရိုက်ကြတဲ့ဒီဒါရိုက်တာတွေအဲ့လိုမျိုး interviewer တွေကအများနဲ့အဲလင်းရှိလာလာမေးနေတယ်အဲ့ခါမှာဆိုလို့ရှိရင်တော့အဲလင်းကသူထောင်ထဲမှာပေါ့နော်ကြုံတွေ့ခဲ့ရတဲ့ဘဝတွေကိုပြောပြတယ်ထောင်ထဲမှာဆိုလို့ရှိရင်တော့မှဒီထောင်ဝန်ထမ်းတွေကပေါ့နော်သူအိမ်ကြီးပြက်ပြားအောင်ပေါ့နော်ဗဇက်ကနေပြီးတော့စီးမဆောင်မင်းနဲ့ပြောတာတွေပြီးလို့ရှင်ဒီ ကိုလုံးချွတ် ပြီးတော့ဗောနော်ရှာဖွေမှုလောက်တာတွေဘာမှလည်းမဟုတ်ဘဲနဲ့ဒီလိုမျိုးကိုလုံးချွတ်ပြီးတော့ရှာဖွေမှုခံရတာတွေပြီးရင်အစားအစာတွေထဲမှာအဲ့လိုမျိုးဖုန်နေသေးတွေထည့်ပြီးတော့အနိုင်ကျင်တာပြီးလို့ရှိရင်သူ့ရဲ့အခန်းထဲကိုဗောနော်ဒီကျင်ငယ်တွေစွန့်သွားတာအဲ့လိုမျိုးနှိပ်စက်ခံရတာတွေဖိနှိပ်ခံရတာတွေကြုံတွေ့ခဲ့ရပါတယ်ဆိုပြီးတော့ပြောပြခဲ့တယ်ဒီလိုနဲ့ပဲ2002ခုနှစ်အော်တိုဘာလ9ရက်နေ့မှာဆိုလို့ရှိရင်တော့ဖလော်ရီဒါကအမျိုးသမီးအချင်းတောင်မှာ အဲလင်းကိုစေးထိုးပြီးတော့စီရင်ချက်ချခဲ့တယ်။ဒီအဲလင်းဝါနော့စ်ရဲ့အကြောင်းဆိုလို့ရှင်ဒိုကျူမန်ထရီရုပ်ရှင်စကားတွေအများကြီးပြန်ရိုက်ထားတာရှိပါတယ်။2003ခုနှစ်မှာဆိုလို့ရှင်တော့ဒီအဲလင်းဝါနော့စ်ရဲ့အကြောင်းပြန်ပြီးတော့ရိုက်ကူထားတဲ့ Monster ဆိုတဲ့ရုပ်ရှင်စကားကြီးမှာဆိုလို့ရှင်မင်းသမီးရှာလစ်အာနော့စကနေပြီးတော့တရုပ်ဆောင်ခဲ့တယ်။အဲဒီစကားနဲ့ပဲဒီမင်းသမီးအားဆိုလို့ရှင်အော့စကာဆုတောင်းမှရရှိခဲ့ပါသေးတယ်။ အခု2025ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီ Alice Warner ရဲ့ပေါ့နော် documentary ကို Netflix ကနေပြီးတော့ The Queen of the Sea ရဲ့ကေလာ Alice Warno ဆိုပြီးတော့ထွက်ရှိထားပါတယ်။ဒါဆိုလို့ရှင်တော့အခုနားဆင်သူတွေအနေနဲ့ရော Alice Warno ကို Eve လို့ထင်ပါလားဒါမှမဟုတ် Vitan လို့ထင်ပါလားဆိုအောက်မှာ comment လေးတွေမှာရေးသွားခဲ့ပေးပါအောင်နော်။အားဆိုလို့ရှင်တော့စုဒီကြောင်းတော့ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ရှင်။စုနဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်။အားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။